ဒီမိကုံးကိုဖြည့်ပေးချင်ပါတယ်။အင်ဂျင်နီယာဘွဲအတွက်နိုင်ငံသားသွားပြီးတော့မှကျောင်းတက်ချင်တဲ့သူတွေအတွက်အဓိကအဆင့်သုံးဆင့်နဲ့ရှင်းပြပေးပါမယ်။၁နိုင်ငံကိုဆုံးဖြတ်ပါ။ဟိုကဂျာမနီကိုသွားချင်တာလား။ဂျာမနီဆိုလို့ရှိရင်အခမဲ့ဒါမှမဟုတ်သက်သက်တတ်တာနဲ့ပညာရေးကိုရနိုင်တယ်။အင်ဂျင်နီယာရင်းမှာနာမည်ကြီးတယ်။ကိုရီးယားဆိုလို့ရှိရင် GKS ပညာသင်စုနောက်ပြီးနည်းပညာမှာထူးချွန်တယ်။ဂျပန်မှာဆိုရင် AMEX Scholarship ရှိတယ်။ အင်ဂျင်နီယာတွေနဲ့စက်မှုလုပ်ငန်းတွေမှာအားကောင်းတယ်။တရုတ်ဆိုလို့ရှိရင်ဈေးတက်တာမယ်။နောက်ပြီးရွေးချယ်မှုတွေပုံများမယ်။နှစ်ဘာသာရပ်တည်ဖြစ်တဲ့သင်္ချာယူပဗေဒဒါရုဗေဒအဲ့ဒီအမှတ်တွေကောင်းအောင်လုပ်ထားပါ။ဘာသာစကားအတွက်ဆိုလို့ရှိရင် IELTS TOEFL လိုမျိုးကိုအမှတ်ကောင်းအောင်လုပ်ထားပါ။ကိုရစေတဲ့အမှတ်က450နဲ့အထက်ဒါမှမဟုတ်900နီးပါးရှိရင်ပိုကောင်းပါတယ်။ငွေချေးစာရွက်စာတန်း ဒါမှမဟုတ်မိသားစုကဝင်ငွေထောက်ပံ့နိုင်ကြောင်းစာရွက်စာတမ်းတွေကိုပြင်ဆင်ပါအကယ်၍ကိုကပညာသင်စုလျှောက်ချင်တယ်ဆိုလို့ရှိရင်ကိုရဲ့ portfolio ကိုပြင်ဆင်ထားပါသင်တက်ခဲ့တဲ့အခမဲ့ certificate ပဲဖြစ်ဖြစ်အခမဲ့ online သင်တန်းပဲဖြစ်ဖြစ်ကိုတက်ခဲ့တဲ့ငွေကြေးကုန်ကြခံမျိုးကတက်ထားတဲ့သင်တန်းပဲဖြစ်ဖြစ်အဲ့ဒီဟာတွေရဲ့ portfolio ကိုသိချစွာတိစောက်ထားပါမှတ်တမ်းတင်ထားပါ ကိုကို recommendation ပေးမယ်ဆရာတွေဆရာမတွေကိုအလုပ်ရဲ့ manager supervisor တွေကိုကြိုတင်ကြောင်းကြားထားပါ recommendation letter တောင်းယူဖို့အတွက်သူတို့ကိုကြိုပြောထားပါနိုင်ငံတက္ကသိုလ်အလိုက်ကိုရဲ့ information တွေကိုစုဆောင်းထားပါ website တွေမှာသူတို့ရဲ့ official website တွေမှာစစ်ပါအကယ်၍များကိုက European country တွေခြိုက်တယ်ဆိုလို့ရှိရင်ဂျာမန်ကို Germany ကိုဦးစားပေးလျှောက်ပါ engineering ပညာရေးပါ အစ်မမြေမြေမှာနှစ်စဉ်ကျောင်းသားကကတက်တာတဲ့အတွက်ကြောင့်လို့ကိုက scholarship မရရင်တော့မှကိုရဲ့ဝင်ငွေနဲ့တက်တဲ့အခါမှာအာတက်နိုင်မှာဖြစ်ပါတယ်။ engineer ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုမစွန့်လို့ပါနဲ့။နိုင်ငံတစ်ခုကိုရွေးချယ်ပြီးတော့ဒီနေ့ကနေစတင်ပြီးတော့လိုအပ်ချက်တွေကိုပြင်ဆင်ပါ။ပထမအဆင့်နေတဲ့ဂျာမန်ပညာသင်ဆုအတွက် DAAD website ကိုဝင်ကြည့်ပါ။ဒုတိယအဆင့်နေတဲ့ IELTS ဒါမှမဟုတ် German စာ A1 ကိုစတင်ပြီးတော့လေ့လာပါ။ နေကုန်းချုပ်အနေနဲ့ပြောရရင် နိုင်ငံရွေးပါဂျာမနီလားကိုရီးယားလားဂျပန်လားချိုင်းနာလားကိုသားမဲ့နိုင်ငံရဲ့ဘာသာစကားကိုစပြီးတော့လေ့လာပါပညာသင်စု website တွေကိုစတင်ပြီးတော့လေ့လာပါအောင်မြင်မှုအတွက်ဒီနေ့ကနေစတင်လိုက်ပါ